โอเคဒီကနေ့ဒီဗီဒီယိုလေးကကြတော့ကျော်ဒီဒုတိယစစ်ကောင်းဆောင်ဒါရင်ပြင်တော့ပေါ့နည်းနည်းတက်တဲ့ကိစ္စပေါ့နော်အဲ့တရင်တွေကိုပေါက်ပေါက်ကြားလာတာဖြစ်ပါတယ်အဲ့ဒါကတော့ဗာလဲဆိုတော့ဒီစစ်တပ်ထောက်ခံ website တစ်ခုကနေပြောမှာကျော်ဒီတင်ထားတာကိုမှတ်ချက်အနေနဲ့တင်ထားတာကိုတွေ့ရပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီစစ်တပ်ထောက်ခံသူပုထုမကလည်းစစ်ကောင်းဆောင်ကိုဝေဖန်ထားတဲ့ဗီဒီယိုဖိုင်လေးတက်လာပါတယ် โอเคဒီကနေ့ဒီဗီဒီယိုလေးကိုကျွန်တော်က reaction လုပ်ပေးသွားမှာဖြစ်ပါတယ်โอเคပူတူမဘာတွေပြောထားလဲဆိုတာကိုကျွန်တော်လည်းတူတူကြည့်လိုက်ရအောင်ကဲဖနက်စည်းတဲ့ကြီးရဲ့ဖရားရင်မင်းတော်ဖနက်စည်းတဲ့ကြီးရဲ့ကတခုပြီးတခုကြုံရကြရတယ်ပြောကြရှိတာရင်တော့အဘပဲဖြစ်ဖြစ်အမပဲဖြစ်ဖြစ်ကျွန်မမပူတူမဟာသေးကပြောရလိမ့်မယ်เนาะငလင်းစလို့တော့တောင်းမှာအပြိုကျပျက်စီးတွေဖြစ်တော့လူတက်ချုံသွားပြီးကြည့်တယ်ကြည့်တယ် ကိစ္စနဲ့ပတ်သက်ပြီးနောက်ဆက်တွဲမှာဒီလိုမျိုးဖျားရည်မင်းတော်မှာဖနှက်စီးတယ်ဆိုတဲ့ခရိုင်မျိုးတက်လာတယ်။နော်ဆိုတော့ဒီလိုကိစ္စမျိုးကတိရွေးဖြစ်စီမတိရွေးဖြစ်စီလက်ခံပြီးတော့ညောင်း။အပြစ်ဆိုတာမျိုးကမတိလို့ကျွလို့ပါတယ်ဆိုပြီးတော့ပြောလို့ရ။ကြည်မာဆိုရင်ဒီတချို့ရဲ့ဘောနော်။ဖနှက်စီးတဲ့ကိစ္စဆိုလို့ရှိရင်လည်းကျွန်တော်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့လုံးဝလက်ခံပြီးတော့မရဘူး။ဒါပြေဒီရက်ထဲမှာပဲဆွေဒီကုံဇေဒီတော်မြတ်ကြီးရဲ့မဟာအောင်မြေပေါ့နော်အောင်မြေနဲ့မြန်မာအမျိုးသမီးတရားဖန်ဆီးရတဲ့ရုပ်တံဖိုင်ကြီး နောက်ခုကချင်းပြည်နယ်ဘူတာအိုးမှာကချင်မလေးတယောက်ဆိုပြီးတော့ဒါကတော့တမင်သက်သက်ဆောင်းထားတာပေါ့နော်တမင်သက်သက်ဖျားရဲ့ဒီဇီရီတော်ရဲ့အလဲပစ်စင်ရန်အထိကိုတမင်တကာဖနှက်နဲ့တက်ပြီးတော့တစ်တော်ဆော့တာဒါတမင်တကာဆော်ကားတာပေါ့ဒါမျိုးရင်မြင်လာတိုင်းကြားလာတိုင်းမှာကျမတို့နှလုံးသားတွေဆက်ဆက်ခံနာရတယ်။နော်ဆိုတော့ခင်ဗျားတို့လည်းဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အလျောက်ကျမတို့နှလုံးသားတွေနာကျင်ရလိမ့်မယ်လို့ကျမထင်တယ်။တချို့တော့ အော်ခရီးယားဘာသာဝင်တွေရှိတယ်တချို့တော့အစ္စလာမ်ဘာသာဝင်တွေရှိတယ်တချို့လူတွေမှာလူချင်းလူလူလူပိသားရဲ့စိတ်တယ်လေးတွေရှိတဲ့ခါကျတော့ဒါကတော့လုံးဝဘာသာချပင်ဖြစ်နေမှာလားကျမတို့ဗုဒ္ဓဘာသာအဲ့လိုစကားခံရမှုပေါ်မှာတို့တွေစိတ်ကောက်တာလေးတွေရတယ်ဗုဒ္ဓဘာသာဆိုတော့ကျမမေးမယ်အခုလိုမျိုးဗုဒ္ဓဘာသာကိုနင်းလို့ဆိုနေစောခံနေရတယ်စောကခံနေရတဲ့ပုံမှာခင်ဗျားတို့တုံ့ပြန်ကြလားငါကတော့ဒုကြက်ကြက်ရှိကောက်ကြက်လားငါကတော့မြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာကိုစောကနေတဲ့လူတွေလက်ကနေပြီးနောက်နောက်စောကမခံရအောင်ခင်ဗျားတို့ကောက်ွယ်ချင်တယ်လား အဲ့ဒီလိုစော်ကားနေတဲ့လူတွေကိုလည်းထိုက်တင်တဲ့အပြစ်ဒဏ်ခမရတို့ပေးခြင်းလားပေးခြင်းတယ်ဆိုရင်ဘာသာကိုစော်ကားတဲ့လူတွေကိုစော်ကားတဲ့အလျောက်ပြစ်ဒဏ်ပေးခြင်းတယ်ဆိုရင်နောက်နောက်စော်ကားမခံရအောင်ကာကွယ်ခြင်းတယ်ဆိုလို့ရှိရင်နိုင်ငံတော်ဘာသာဥပဒေပြဋ္ဌာန်းဖို့လိုတယ်နိုင်ငံတော်ဘာသာဥပဒေကိုအသက်သွင်းဖို့လိုတယ်1923ခုနှစ်ဝါကွန်လပြည်နေ့မှာတမရမဝင်းမောင်ကိုလက်မှတ်ရေးထိုးပြီးတော့ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းခဲ့တာရှိတယ်။เนาะဒီအဆိုဆိုလို့ရှိရင် ပါလီမန်မက်ဆန်းချောင်းမြို့နယ်ပါလီမန်မက်ဝနကျော်ထင်တော်ခင်လာကအစိုးရတင်သွင်းခဲ့တာပေါ့ဒီနိုင်ငံတော်ဘာသာကိုဘုရားဘာသာပြပြထမ်းဖို့ဆိုတာကလွယ်လွယ်ကူကူဖြစ်ခဲ့တာမဟုတ်เนาะအာအဲ့ဒီခေအဲ့ဒီခါတုန်းကလည်းဒီစာကြည်အမောင်ကြီးတို့လိုမျိုးသားရေးတန်ခါတော်တွေနဲ့လူချစ်ပုဂ္ဂိုလ်တွေကနေ၁၀နှစ်တိတိကြအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ်ပထမဒီကိစ္စကိုပါလီမန်မှာလက်ရှိအစိုးရတင်သွင်းတဲ့ခါမှာတာသနာ့ဦးဝင်ကကန့်ကွက်တခဲ့တဲ့အတွက်တာသနာ့ဦးဝင်ကြီးရော ြောဖို့ဦးဝင်ကကန့်ကွက်ခဲ့တဲ့အတွက်အဲ့ဒီအစိုးရပြက်ပြဲလို့ဆယ်နှစ်ကျော်မှခက်ခက်ခဲခဲရတာလည်းလုံးတင်မလုံးတင်တော်တော်ထောက်ပေါ်၆၀လောက်ခုနဲ့မှာနိုင်ငံရေးနယ်ပြောင်းဖြစ်လို့တော်လည်းကောက်စီတက်လာတယ်တက်တော့ကအာနာထိန်လိုက်ရတယ်အာနာသိမ်းလိုက်ရတဲ့အတွက်အဲ့အဲ့ဒီကိစ္စကို60နှစ်မှာစစ်တပ်ကအာနာသိမ်းလိုက်တဲ့အတွက် အဲ့ဒီကောင်းဆောင်ဒီကောင်းဆောင်ကပျက်ပြီးတာဖြစ်သွားတယ်။ဒါကြောင့်မလို့ထောက်ဆန်တဲ့မှာပြက်သွားတဲ့အတွက်နောက်84ခြေကဥပဒေစွာပေါ်လာတယ်။ငါတို့ရှင်ဖွဲ့ကြီးပုံခြေကဥပဒေစွာပေါ်လာလေ။လက်ရှိငါတို့ရှင်ဖွဲ့ကြီးပုံခြေကဥပဒေမှာဆိုလို့ရှိရင်ပုံမှ361လိုပဲပါတယ်။ပုံမှ361ဆိုတာဗာလေဗုဒ္ဓဘာသာဒီနိုင်ငံသားအများဆုံးကိုယ်ပွဲရာဂုံတုဝိသေသနဲ့ပြည်စုံသောဘာသာလို့ပါတယ်။အဲ့ဒီနေရာမှာကျမတို့ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းခဲ့တဲ့ဥပဒေရက်ကိုပြန်ပြီးအသက်သွင်းဖို့လိုတယ်။ဆိုတော့အခုလိုမျိုးဆောင်ကခံရတဲ့ ဆောင်းခံနေရတယ်ပေါ်ဒီမှာခင်ဗျားတို့나ကြီးတယ်ခင်ဗျားတို့ခံပြင်းတယ်ခင်ဗျားတို့ကိုယ့်ဘာသာကိုနောက်နောက်အစောကမခံရအောင်ကာကွယ်ခြင်းနဲ့ဆိုရင်အဲ့ဒီလိုစောကနေတဲ့လူတွေကိုထိုက်တဲ့လျက်အလျောက်ပြုတ်မှုပြစ်ဒဏ်ပြန်ပြီးအပြစ်ပေးခြင်းနဲ့ဆိုရင်ကျမတို့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ဖို့ပြန်ထမ်းဖို့လိုအပ်တယ်อืมနောက်ဒီကိစ္စဆိုလို့ရှိရင်ကျမမဘုတ္တမဟာသွေးဒီဘောင်ဆန်းစုကြည်ကြီးနဲ့ NLD ပါတီအစိုးရဖြစ်ခဲ့စဉ်ကာလတည်းကဒီအကြောင်းအရာကိုအများသူငါတွေသိရှိအောင် ကျွန်မမျှဝေခဲ့တယ်။ဒါမြေပြင်မှာလုပ်ခဲ့တာနော်။59နှစ်မြောက်နိုင်ငံတော်ဘာသာနေ့ခန္ဓာနေ့ကနေစပြီးတော့နိုင်ငံတော်ဘာသာဖြစ်ပေါ်လာဖို့အကြောင်းနိုင်ငံတော်ဘာသာနေ့ဘာကြောင့်လိုအပ်တယ်ဆိုတာကိုလက်ကမ်းစာဆောင်တွေဝေပြီးတော့မြေပြင်မှာကျွန်မကိုယ်တိုင်လှုပ်ရှားခဲ့တာ။ဒီနေ့ဒီချိန်ဒီကျွန်မလှုပ်ရှားနေစေဖြစ်တယ်။ဆိုတော့နိုင်ငံရေးပါတီတွေနဲ့တွဲဆုံနေအခုလက်ရှိမှာရွေးကောက်ပွဲဝင်မဲ့တချို့ပါတီခေါင်းဆောင်ပါတီဥက္ကဋ္ဌတွေနဲ့တွဲပြတာရှိတယ်။တချို့ပါတီကကိုယ်စလဲလောင်းနေတယ်ပေါ့။ ါတီတီတီကလွှတ်တော်မတ်တွေနဲ့ကျွန်မတွေ့ဆုံပြီးနိုင်ငံရေးအကြောင်းအရာတွေဆွေးနွေးပြတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းပဲကျွန်မတွေ့ကျွန်မစကားပြောမိတဲ့နော်ရွေးကောက်ပွဲဝင်ပြိုင်မယ်လွှတ်တော်ကိုယ်စားလှယ်တိုင်းကိုနိုင်ငံရေးပါတီတိုင်းကိုကျွန်မတိုက်တွန်းတယ်ခင်ဗျားတို့လွှတ်တော်နဲ့ရောက်တဲ့အခါမှာဒီတခုတော့မဖြစ်မနေနိုင်ငံနဲ့လူမျိုးနဲ့ဘာသာနဲ့သာသနာအတွက်ကာကွယ်ပေးဖို့အစိုးရတင်သွင်းမှာလို့ကျွန်မအကြိမ်ကြီးခါကတိုက်တွန်းခဲ့ပူတယ် เนาะဆိုတော့ကျမရှိမှာတော့အင်းမာတို့ဟုတ်ကဲ့ပါဘူးခရီးပေးခဲ့တာရှိတယ်။ကွက်ရမှာတော့ဘယ်လိုလာမလဲအာနာရတဲ့ခါဘယ်လိုအပြောင်းလဲဖြစ်မလဲဆိုတော့ကျမတို့စောင့်ကြည့်ရနိုင်မယ်။ကျမတို့ပြည်သူတွေရင်ထဲမှာကအဲ့ဒီဥပဒေကိုအသက်သွင်းရမယ်ဆိုတာထည့်ထားဖို့လိုပါတယ်။